အရှင်ဖရာတပည့်တော်အမျိုးသမီးဖရာနှစ်ပိုင်းကျူအောင် ဖြည့်စည်းပြီးဖရာကအသက်မရှိဘူးပြောပါတယ်တပည့်တော်ကတော့အံ့ဩမိတယ်ဗုဒ္ဓဘာသာဖြစ်ရဲ့နဲ့ဒါငရဲမကြနိုင်ဘူးလားအရှင်ဖရာတဲ့အဲ့ဒါကလေတချို့သောပုဂ္ဂိုလ်တွေအဘော်လွန်ပြီးဟောပြောမှုကြောင့်ဖြစ်တာနော်တချို့ဟောပြောကြတယ်လေဖရာကိုစင်တုကွယ်တယ်တို့ကဖရာကိုကိုးကွယ်တာစင်တုကိုကိုးကွယ်တာမဟုတ်ဘူးတဲ့နော် မမှန်ဘူးလားဆိုတော့မှန်ပါတယ်နော်မှန်တော့လဲပဲအများလက်ခံအောင်အများနားလေအောင်တည်တည်ချာချာဟောပြောခြင်းမရှိပဲနဲ့ကြော်စုံးမှုနောက်လိုက်ပြီးအာဘော်လုံရေးဟောပြောတဲ့အခါမှာအခုလိုအမှားတွေဖြစ်တော့တာပဲနော်ဦးစင်းတို့မြတ်စွာဘုရားကဝိမာနဝိတ္ထုပါဠိတော်မှာတိဋ္ဌံတေနိဗ္ဗူတေစာပြီတမေစိတ်တေတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တာကိသန္တိတုတ်ကရိန်လို့ဟောကြားထားတယ်အတိဘယ်ကတော့ တတ်တော်ထင်ရှားဖရာရှင်၌ဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်တဲ့ဖရာရှင်တို့အားယဉ်မှန်း၍ထုလုပ်ပူဇော်ထားသောစေတီပထုရုပ်ပွားစင်းတို့တော်၌ဖြစ်စေသူမြတ်တဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စိတ်ကတ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒီတော့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေကစီတီပထုရုပ်ပွားစင်းတို့တော်တွေကိုကိုးကွယ်စိတ်ကတ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖရာရှင်ကိုကြီးမှန်းပြီးတော့ကိုးကွယ်စိတ်ကတ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစေတီပထုရုပ်ပွားဆင်းတုတော်တွေကိုမလေးမစားဖျက်လို့ဖြစ်စီလုပ်မယ်ဆိုရင်တတော်ထင်ရှားဖရာရှင်ကိုစော်ကားတဲ့အကျိုးနဲ့အတူတူပဲနော်ဒါကြောင့်ရုပ်ပွားဆင်းတုတော်ကိုဖျက်စီးတာဟာငရေမကြနိုင်ဘူးလားဆိုတော့ငရေကြနိုင်ပါတယ်နော်အရှင်ဖရာကောင်းမှုကုသိုလ်လုပ်ပြီးစိတ်ထဲကဖြစ်ချင်တာစုမတောင်းပဲပြေပါသလားဖရာတဲ့ကောင်းမှုကုသိုလ်တစ်ခုကိုလုပ်ပြီးဆိုရင် ကောင်းမှုကုသိုလ်ရဲ့အကျိုးကိုတော့ခံစားရမှာဖြစ်ပါတယ် ို့တော်လည်းပဲမိမိဖြစ်ချင်တာကိုတော့ထုတ်ဖော်ပြီးပြောဖို့လိုပါတယ်မိမိကနိဗ္ဗာန်စုကိုလိုချင်တဲ့သူဖြစ်ပါလျက်ကောင်းမှုကုသိုလ်ပြုတဲ့အခါမှာဤကောင်းမှုကုသိုလ်သည်မတ်ဖို့နိဗ္ဗာန်သို့ရောက်ကြောင်းအထောက်ပံ့ဖြစ်ပါစေဟု ဆုမတောင်းပဲကောင်းမှုကုသိုလ်ပြုပြီးပြီးတာပဲဆိုတဲ့သဘောမျိုးဖြင့်ကောင်းမှုကုသိုလ်ပြုလိုက်မယ်ဆိုရင် ကောင်းမှုကုသိုလ်ရဲ့အကျိုးကိုခံစားရတာမှန်ပေမဲ့ဤကောင်းမှုကုသိုလ်ရဲ့အကျိုးသည်မတ်ဖို့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ အထောက်အပံ့ဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်ကောင်းမှုကုသိုလ်ပြုတဲ့အခါမှာမိမိဖြစ်ချင်တာကိုတော့ထုတ်ဖော်ပြီးစူတောင်းဖို့လိုပါတယ်။တက္ကရာကမအားလုံးမင်္ဂလာပါ။လိုင်းဘုံရွာမှာနေထိုင်တဲ့ကိုထွန်းထွန်းဝင်းမအေးတတ်မော်အကယ်ဒမီ ဖုံးအယောင်ဆိုင်မိသားစုကဦးစင်းရဲ့စာအုပ်စာတမ်းများထည့်နိုင်ရန်အတွက်မှန်ဗီဒီယိုတစ်လုံးလှူဒါန်းပေးပါတယ်။ဤသို့လှူဒါန်းရသော ကောင်းမှုကံစေတနာတို့ကြောင့် ကိုထွန်းထွန်းဝင်းမအေးတမုံမိသားစုတို့သည်တက်ရှိကြမှာဘေးရန်ကွာ၍လောကအကျိုးသာသနာအကျိုးကိုတည်ဖို့ရွတ်ဆောင်နိုင်လျက်ဒုက္ခခတ်သိမ်းတို့ဤခြုံငင်းရာအမှန်ဖြစ်သောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းပထနာပြုလိုက်ပါတယ်လူတိုင်းလဲမမြင့်မြတ်သလိုတရိစ္ဆာန်တိုင်းလဲမယုံညံ့ဘူးလို့မြင်တဲ့ဥစဉ်တဲ့ဒီမန့်ကငွေကိုဖျားအပေါ်တင်ပြီးပောက်ကရလုံနေလို့ဥစဉ်ပြောထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော် တရိတ်ဆန်ကဘလို့အကြောင်းကြောင်ပဲဖြစ်ဖြစ်လူတဲ့ယုံညံ့တယ်တခါရဲ့နော်တရိတ်ဆန်ဆိုတာလေတိအိစာဆိုတဲ့ပုဂ္ဂလာတာတိဆိုတာကအိတ်ချင်းစားချင်းကာမဂုဏ်မှီဝဲချင်းအဲ့ဒီသုံးမျိုးကိုပြောတာအိစာဆိုတာကအလိုရှိခြင်းတဲ့နော်လူတွေလိုကုသိုလ်အကုသိုလ်ကိုလည်းမသိအမှားနဲ့အမှန်ကိုလည်းခွဲခြားမသိပဲအိတ်ချင်းစားချင်းကာမဂုဏ်မှီဝဲချင်းအဲ့ဒီသုံးမျိုးကိုသာအလိုရှိတဲ့အတွက်ကြောင့်တိအိစာတရိတ်ဆန်လို့ခေါ်ဆိုခြင်းဖြစ်တယ်နော် တရိတ်ဆန်ဟာဘလောက်ထိယုံညံ့တယ်လဲဆိုရင်မြတ်စွာဘုရားလက်ထက်ကနဂါးတကောင်ဟာလူယောင်ဖန်ဆင်းပြီးသင်္ကန်းဝတ်တယ်အဲ့ဒါကိုဘုရားရှင်သိတော်မူတဲ့အခါမှာနဂါးဆိုတာဟာတရိတ်ဆန်ဖြစ်တဲ့အတွက်ကြောင့်ယဟန်ဝတ်လို့မရဘူးယဟန်တွေတရိတ်ဆန်တွေကိုယဟန်ပြုမပေးရလို့တားမြစ်တော်မူတယ်နော်ဘလောက်ထိယုံညံ့တယ်လဲဆိုရင်ယဟန်တောင်ဝတ်လို့မရဘူးဒါအပြင်တရိတ်ဆန်တွေဟာလူတွေလိုမတ်ဖို့လည်းမရနိုင်ဘူးနော်ဒါကြောင့်တရိတ်ဆန်ဟာလူထက်ယုံညံ့ပါတယ်တခါရဲ့နော်နည်းနည်းပါးပါးလေ့လာပါဦး ဒီမန့်ကမြတ်စွာဘုရားကိုကလားလို့ပြောတဲ့အတွက်ကြောင့်ကလားမဟုတ်ကြောင်းဥစဉ်ဖြည့်ရှင်းပြီးပြောထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်သူကဘာမှန်ထားတာလဲဆိုရင်ဥစဉ်ဒီအန်လီစစ်ကြည့်ရဲ့လားတဲ့အဲ့ဒီအချက်ကိုဥစဉ်ကရဲချင်းတာနော်မြတ်စွာဘုရားကပြိဋိဘံဆန်သွားပြီးဖြစ်တဲ့အတွက်ကြောင့်လောကထဲမှာမရှိတော့ဘူးအဲ့ဒီလိုလောကထဲမှာမရှိတော့တဲ့ပုဂ္ဂိုလ်မြတ်တယောက်ကိုဒီအန်လီစစ်ကြည့်မယ်လို့ပြောတာဟာတော်ယုံအယူပြောတာတော့မဖြစ်နိုင်ဘူး တော်တော်ခအောင်ယူနေတဲ့အယူပြောတာပဲဖြစ်မယ်နော်လောကထဲမှာမရှိတော့တဲ့ပုံကမြတ်တယောက်ကိုဒီရန်လေးစိတ်ကြည်ကျင်တယ်ဆိုရင်တော့တမလွန်လိုက်သွားပေါ့နော်ဂေါတမဗမာပွင့်တာလဲထက်ပြောအောင်လေအိန္ဒိယနယ်ပါမဟုတ်ရင်မြန်မာနိုင်ငံသားလားတဲ့ဒါဆိုရင်ဥစဉ်ကလည်းပြန်မေးပါရစေအိန္ဒိယနိုင်ငံမှာမွေတိုင်းကလားဖြစ်ရမယ်ဆိုရင်အခုအိန္ဒိယနိုင်ငံမှာရှိတဲ့လူတွေအားလုံးဟာတယောက်မကြံကလားတွေကြီးပဲလားမြန်မာနိုင်ငံမှာမွေးတဲ့ကလားကရော မြန်မာနိုင်ငံမှာမွေးတာနဲ့ပဲမြန်မာလူမျိုးဖြစ်သွားရောလားဟွန်းတိတိချာချာလေ့လာပြီးမှပြောပါရမ်းမပြောပါနဲ့နော်ဂေါရမမြန်မာပြည်ရောက်ဖို့တဲ့အထောက်အထားလေးပြောပေးပါဦးတဲ့ဥပရိပါဏာသပါဠိတော်မှာအရှင်ဘုံနာမထေရဲ့ပင်ဖိမှုကြောင့်မြတ်စွာဘုရားဟာပုဏ္ဏပရန္တာတိုင်းဝါနိဇရွာကိုကြွားဖို့တယ်လို့ဆိုတယ်အဲ့ဒီပုဏ္ဏပရန္တာတိုင်းဝါနိဇရွာဟာယနေ့ခေတ်ဆိုရင်မြန်မာနိုင်ငံဤစကိုင်းအရေးဖြစ်တယ်လို့စာပေပညာရှင်များကဆိုထားတယ်နော် မပိုင်ရှင်ကအထောက်ထားနဲ့ပြောပါဆိုလို့ဦးစင်ကအထောက်ထားနဲ့ပြောလိုက်တာပါနော်ဂေါတမနှစ်ဖူးဘော်ကစင်တူးကမြန်မာအမှတ်တစိမ့်လားတဲ့အဲ့ဒါပဲမြတ်စွာဘုရားရဲ့နှစ်ဖူးဘော်ကအမှတ်ကိုတွေ့တာနဲ့ပဲကလားလို့ထင်တဲ့သူတွေကထင်နော်ဦးစင်တို့ဗုဒ္ဓဘာသာဝင်တွေအဲမှာတောင်းမှအဲ့ဒီနှစ်ဖူးဘော်ကအဆက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကိုကလားလို့ထင်တဲ့လူတွေရှိတယ်အဲ့ဒီနှစ်ဖူးဘော်ကအဆက်ကကလားအမှတ်တစိမ့်မဟုတ်ဘူးဗျနော်အုံနှလုံးမွေးရှင်လို့ခေါ်တယ် ဆွဲဆန့်လိုက်မယ်ဆိုရင်1000ခန့်ရှိတယ်เนาะသူ့ဘာသာသူနေမယ်ဆိုရင်လက်ရရေးခွေပြီးတော့အဝိုင်းပုံစံလေးဖြစ်နေတာအဲ့ဒီသင်္ကေတကလူတိုင်းမှာမရှိဘူး30ပုံမှာအမျက်ဆုံးဖြစ်တဲ့ယောက်ျားကောင်းယောက်ျားမြတ်တယောက်မှာပဲရှိတယ်เนาะမြတ်စွာဘုရားလက်ထက်တုန်းကယောက်ျားကောင်းယောက်ျားမြတ်တွေကိုရွေးချယ်မယ်ဆိုရင်အဲ့ဒီအချက်ကိုကြည့်ပြီးတော့ရွေးချယ်တာเนาะဒါကြောင့်နှစ်ဖူးပေါ်ကအမှတ်ကိုမြင်တာနဲ့ပဲကလားလို့မထင်ပါနဲ့အဲ့ဒီလိုထင်တာဟာကိုဘဟုတုတ္တမရှိကြောင်းချပြရာရောက်ပါတယ်เนาะ ဒါကြောင့်မြတ်စွာဘုရားသည်ကလာလာခတိယအနယ်လားဆိုတာသိအောင်အရင်ဆုံးလေ့လာပါပြီးမှဥစဉ်အကောက်ထဲကိုလာရေးပါအထောက်ထားမရှိဘဲနဲ့ပုံပန်း၄၀ဒီမရေးပါနဲ့နော်ဖုန်ဖုန်ဘုရားငကားတွေကတကယ်ရှိပါသလားဘုရားတဲ့ငကားကတကယ်ရှိတာပေါ့ဥစဉ်အနောက်မှာမျက်မြင်ပဲလေနော်ဒါကရေစရာပြောတာပါနဂါးကတကယ်ရှိပါတယ်နဂါးတကယ်ရှိလို့လည်းပဲဖះဟောចံကတ်တွေမှာနဂါးရှိចောင်းဖော်ပြထားတာပေါ့เนาะ နဂါးတကယ်ရှိတယ်ဆိုလို့လူတွေနဲ့နီးနီးကက်ကက်ရှိတာမဟုတ်ပါဘူးအလွန်ဝေးလံတဲ့အရက်မှပဲရှိတာပါ။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်တခါတုန်းကသကြားမင်းဟာမြတ်စွာဘုရားကိုနဂါးပြည်သို့အရုံဆုံးဖုံးပေးရန်ကြွရောက်ဖို့အတွက်ပင့်ဖိတ်ပေးပါတယ်။အဲ့ဒီလိုပင့်ဖိတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဘေးနားမှာရှိတဲ့သူမနယဟန်ကိုချက်သားသူမနမနက်ဖြန်မှာအလွန်ဝေးလံတဲ့အရက်ကိုအရုံဆုံးဖုံးပြီးကြွရမှာဖြစ်တဲ့အတွက်ကြောင့်ဥထုဇဉ်ယဟန်တွေကိုဖယ်ထားပြီး အဘိညာဉ်6ပါးနဲ့ပြည့်စုံတဲ့ယဟန္တာတွေကိုဆုထားလိုက်ပါလို့မိန့်ကြားပါတယ်။အဆိုပါအဘိညာဉ်6ပါးနဲ့ပြည့်စုံတဲ့ယဟန္တာတွေနဲ့ပဲမြတ်စွာဘုရားဟာအလွန်ဝေးလံတဲ့နဂါးပြည်ကိုပထုံဆုံးဖုံးပြီးကြွပါတယ်။အဲ့ဒါကိုကြည်သောအားဖြင့်နဂါးဟာတကယ်ရှိတဲ့သို့တော့လူတွေနဲ့နီးနီးကပ်ကပ်မှရှိတာမဟုတ်ဘူး။အလွန်ဝေးလံတဲ့အရက်မှရှိတာဖြစ်ပြီးတော့အဘိညာဉ်တကူးနဲ့ပြည့်စုံတဲ့ယဟန္တာတွေတွားရောက်မှသာရောက်နိုင်တဲ့အရက်ဖြစ်တယ်ဆိုတာကိုသိသာပါတယ်။ ဒါတွေကိုနားမလည်ပဲနဲ့တချို့ကငကားဝင်မှုတယ်ဆိုပြီးလုံနေကြတာကိုငင်းရတွေ့ရတဲ့အခါမှာအလွန်အံ့ဩမိပါတယ်နော်။ကဲဒါကြောင့်ငကားဟာတကယ်ရှိပါတယ်။သို့တော့လူတွေနဲ့နီးနီးကပ်ကပ်မှရှိတာမဟုတ်ဘူး။အလွန်ဝေးလံတဲ့အရက်မှရှိတယ်ဆိုတာကိုတော့မှတ်သားထားရမှဖြစ်ပါတယ်နော်။အားလုံးပဲမင်္ဂလာပါ။လူဖြစ်ပြီးတော့တရိတ်ဆန်အကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်နဲ့တရိတ်ဆန်ဖြစ်ပြီးတော့လူအကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်တစ်ခုကိုချက်ပြပေးပါမယ်။အရင်ဆုံး လူဖြစ်ပြီးတော့တရိတ်ဆန်အချင်းကျင့်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါနော်လူကဖះเจ้าဆောင်အပေါ်တက်ထိုင်ပြီးတော့ဖះလူအပူဇော်ခံနေတာနော်အဲဒါကတော့လူကတရိတ်ဆန်အချင်းကျင့်တာပေါ့တရိတ်ဆန်ကလူအချင်းကျင့်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါဦး ဘူဆောင်နာအိမ်ဆောင်နာကျောင်းဆောင်နာစီရီဆောင်နာရက်ွက်ဆောင်နာမျိုးဆောင်နာနေမိဆိုင်ဘဆိုင်လောကပါလာတကြပြမဝိဇာဇောကြီးတပတိနဲ့ငကားကလုံးခွေးကဖះကျောင်းဆောင်အရှိမဖះရှိခိုးပြီးတော့တရားနာနေတာနော်ဒါကတော့တရိษံကလူအချင်းအချင်းတာပေါ့တရိษံကလူအချင်းချင်းပြီးတော့လူကတရိษံအချင်းကျင့်လာပြီဆိုရင် လောကကြီးပျက်စီးတော့တာပဲနော် ။အကြောင်လောကကြီးပျက်စီးတာလဲဆိုရင်လောကကိုဆောင်းလျှောက်ကြတဲ့နတ်တွေကလူတွေဟာတိရစ္ဆာန်အကျင့်ကိုကျင့်လာကြတဲ့အတွက်ကြောင့်နတ်တွေဟာလောကကိုမဆောင်းလျှောက်ကြတော့ဘူး။အဲ့ဒီလိုနတ်တွေကလောကကိုမဆောင်းလျှောက်ကြတော့ဘူးဆိုရင်လောကကြီးမှာတဘာဝဘေးစိုးတွေစိုက်တယ်အနာရောဂါတွေဖြစ်တယ်။ဒါဟာလူတွေတိရစ္ဆာန်အကျင့်ကျင့်လာလို့ပဲဖြစ်တယ်နော်။ဒါကြောင့်ပြောချင်တာကလေတချို့သောလူတွေအနေနဲ့လူသားဖြစ်တဲ့အတွက်ကြောင့် လူအကျင့်ပဲကျင့်ပါတရိတ်ဆန်အကျင့်တွေမကျင့်ပါနဲ့လို့ပြောကျင့်ပါတယ်နော်အရှင်ဘုရားအိမ်ကအမေကရရာခဏခဏခြေပါတယ်ဘုရားသူ့ကိုမေးတော့လက်ပွဲအောင်လို့တယ်ဘုရားအဲ့လိုခဏခဏခြေရင်ဘာဖြစ်နိုင်ပါသလဲဘုရားတဲ့မောကျွန်းမင်းနဲ့ရေးတဲ့ဓမ္မအတွေးစုများဆိုတဲ့စာအုပ်ထဲမှာဒါနမှန်သမျှတန်ရှင်းစင်ကြယ်သော စေတနာအရင်ခံရပေမည်ဘေးဒင်းဆရာကြောင့်အမျော်လောဘပေါ်အခြေခံလျက် ပြုတ်အပ်သောရရေယာဒါနကအတ္တပေါ်အခြေဆိုင်တာကြောင့်မိမြတန်ရှင်းသည်မိမြညံ့နှွမ်းသည်ဆိုတာကိုအတိညာရှိသူတိုင်းပြက်ပြက်ထင်ထင်သိမြင်ပါလိမ့်မည်လို့ရေးသားထားပါတယ်။မှန်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေဆိုတာဟာကံကံဤအကျိုးအပေါ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလျက်နဲ့ကံကံဤအကျိုးတရားပေါ်ယုံကြည်မှုမရှိပဲရေရာတွေအပေါ်သာယုံကြည်ပြီးနေ့စဉ်နေ့စဉ်ရေရာချင်းနေမယ်ဆိုရင် ကံကံဤအကျိုးပေါ်ယုံကြည်မှုသရာတရားညှို့နှမ်းသွားတတ်ပါတယ်ဒါဟာရရခဏခဏခြေချင်းရဲ့စူးကျိုးပဲဖြစ်ပါတယ် အလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေယခုလာမိတရင်ကျွလာပြည့်နေ့ဥစဉ်တရင်သုံးတဲ့ဓမ္မဒုက္ခကြောင်းတိုက်မှာပဝရဏာနှင့်မိထုံပွဲရှိတာကြောင့်ပိတ်နှင့်မဟုနလန်းတိုင်များကိုဆေးများတုံနေပါတယ်ဒီကဲ့သို့ဆေးများတုံနေတဲ့အတွက်ဆေးများလိုအပ်နေတာကြောင့်ထိုင်းနိုင်ငံဖူကတ်မြို့မှာအလုံးလုံးနေသောဒဂါနေရဲလင်းက စေဘောနဝကံမအလှတော်ငွေတသိန်းချက်ကို ပါဝင်လှူဒန်းပေးပါတယ်။ဤကဲ့သို့လှူဒန်းရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်တကနေရလင်းသည်တက်ရှိကျမ်းမာဘေးရန်กว่า၍လူရစန္ဒာမြပြေဝပြီ။ဤစေရေကဲ့သို့ခန္ဓာကိုယ်အယောင်အစင်းလှပကာအိုခြင်းနာခြင်းသိခြင်းကင်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေလို့ sự đau nhiệt đàm nhà bù tạ bị lại bà đấy Yeah.